များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့ MNL League က2025 Semi Final ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားလို့ရှိနေတာပဲဖြစ်ပါရဲ့ရှင်ဒီနေ့မှာတော့ညီမမင်းညီမနဲ့အတူကိုမြဖုန်းတို့ကအတူတူတင်ဆက်ပေးသားမှာပဲဖြစ်ပါရဲ့ရှင်ဟုတ်ဒါ Semi Final ပွဲရဲ့အကြောင်းပြောခင်မှာဆိုလို့ရှိရင်ဒါ Quarter Final ဒါဂျွန်လ16ရက်နေ့နဲ့19ရက်နေ့မှာကစားခဲ့တဲ့ Quarter Final ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ပြန်ပြီးတော့ပြောပြကြရအောင် ုတ်ပါတယ်ဒါဂျွန်လ16ရက်နေ့မှာတော့ quarter final နှစ်ပွဲကစားခဲ့တယ်အဲ့နှစ်ပွဲကမြောက်ရီ FC နဲ့ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ပွဲနောက်ပြီးတော့ဒဂုံဘိုးနဲ့ဂျနာဝါ FC အသင်းတို့ရဲ့ပွဲဖြစ်ပါတယ်အဲဂျွန်လ16ရက်နေ့မှာလည်းနောက်ထပ် quarter final ပွဲစဉ်နှစ်ပွဲရှင်းပိုင်ကစားခဲ့တယ်အဲဒီပွဲစဉ်တွေကတော့ရန်ကုန် United နဲ့ Hunter United အသင်းတို့ရဲ့ပွဲစဉ်နောက်ပြီးတော့ Rakhine United နဲ့ AR United အသင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်ဗျာ ပွဲရလက်တရာဆိုလို့ရှိရင်တော့ဒါမြောက်ဝီနဲ့ United ရှဲ United ပွဲမှာဆိုလို့ရှိရင်တော့နှစ်ဂိုးဂိုးမရှိနဲ့ရှဲ United ကအသာရခဲ့ရပေါ့နော်ဟုတ်တယ်ဘာရှဲ United အတွက်ဒါ twin goal တွေဆိုလို့ရှိရင်တော့မြကောင်းခန်းနဲ့ဒါသဟင်းဆိုးတို့ကပထမပိုင်းမှာတွေကဒါဥဆောင်ဂိုးအနေနဲ့နှစ်ဂိုးလုံးကို twin ယူခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရှဲ United ကတော့ဘယ်လိုပဲဖြစ်ဖြစ်အသိပီပီမြောက်ဝီကိုတော့အကောင်းဆုံးထိန်းချုပ်အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တယ်မြောက်ဝီကဘယ်လိုဖြစ်တာတံပြန်တိုက်စစ်တွေကအခုချိန်ကြီးအလုံးမဖြစ်သေးဘူးဆိုတော့ တွေ့ရတယ်ပေါ့ဟုတ်ပါတယ်အဲ့ဒီမှာတော့ဒီမြောက်ရီတခုခုလောက်ပြမလားဆိုပြီးတော့မျောခဲ့တယ်ပေါ့အဲဒါပေမဲ့ပြည်သူတွေထင်တယ်တော့မဖြစ်ခဲ့ဘူးမြန်မာပြောသူတို့ပဲရှင့်နေတဲ့ကပဲအတင်းအတင်းကြီးပြပြပေါ့နော်မြောက်ရီကအကောင်းဆုံးထိ ंछ ုပ်သွားခဲ့တာတော့တွေ့ရတယ်နောက်ထပ်တစ်ဖက်မှာရှင်ပြန်ကစားတဲ့ဒဂုံဘိုးနဲ့ရန်အောင် FC အတင်းတို့ရဲ့ပွဲဒီပွဲကတော့တော်တော်လေးအကျိတ်နယ်ရှိခဲ့တယ်မိနစ်60ပုံမှန်အောင်ပြည့်သွားတော့ဒါအနိုင်ရှုံးမပေါ်ဘူးပေါ့နော်ဒီအချိန်မိုးစက်ကစားတော့လေမိနစ်120အထိတည်ကြနေနေတာတို့မှာပယ်နေဒီအဆုံးဖြတ် ခံကြရတယ်ဗောနော်ပရဏီကန်တော့လေတစ်ဖက်ငါးလုံးစီကန်တဲ့အနေအထားတစ်ခုမှလည်းတည်ရကြနေတယ်နော်ပရဏီကန်ရမှာတော့9969ဆိုရဲဇလန်နဲ့ဒါဇန္နာဘုံက အနိုင်ရသွားတယ်ပေါ့နော်ဒီပရဏီမှာနေဦးလွင်ရဲ့ဒီငါလုံးမြောင်ကိုအေဇင်မူကဝယ်နိုင်ခဲ့ပေမဲ့ဒီဂိုးစီရှိကိုဒါကုသမရောက်နေလို့ဆိုပြီးတော့ပြန်ကန်ခဲ့ရတဲ့အနေအထားတစ်ခုလည်းတွေ့ခဲ့ရတယ်ဒါကျွန်တော်ကအားသာပါပေါ့ပြန်ပြီးတော့အခွင့်အရေးပြန်ရသွားတာပေါ့နော်ဒါဒဂုံဘိုးရဲ့ခုနှလုံးမြောင်ပရဏီကိုတော့ဒီရဏဘုံအသိရဲ့ကုသမရန်လင်းထွန်းသူပုတ်ထုတ်ပြီးတော့ကဝယ်နိုင်ခဲ့တဲ့အတွက်ရဏဘုံအသိရတော့ပရဏီမှာဒဂုံဘိုးကိုစွမ်းနာပြောသူလိုပဲ8969ဆိုတဲ့ရလနဲ့အနိုင်ရပြီးတော့ဒီ semi final ကိုရောက်လာတာပဲဖြစ်ပါပြီဗျ မျောလင်းကဲတော့ပဲဂိုးတွေကတော့အစာဘဲမှမရှိပါနဲ့အများကြီးတော့မြင်လိုက်ရတာဟုတ်တယ်ပက်နတီတွေနဲ့မြင်လိုက်ရအောင်နော်ဟုတ်အာနောက်တစ်ပွဲကတော့ဒုတိယနေ့မှာကစားရဲရခိုင် United နဲ့ဒါ AR United တို့ထိတ်ထိတ်တွေ့ရပွဲပေါ့ဒီဘက်မှာဆိုလို့ရှိရင်လည်း AR United က3ဂိုးဂိုးမရှိဆိုတဲ့အနေအထားနဲ့အနိုင်ရရှိခဲ့ရပေါ့နော်အာဂိုးတွေကိုတော့ဒါတီဟာ22မိနစ်မှာယူရဲပြီးတော့ရန်နိုင်လင်းက88မိနစ်မှာတစ်ချိန်အောင်ကျော်နိုင်က80မိနစ်မှာတစ်ချိန်သွင်းယူခဲ့ရပေါ့ဒီပွဲကလည်းဘယ်လိုဖြစ်တာ မိုးရွာလို့ဆိုပြီးတော့လဲဒါခဏနားပြီးမှပြန်ဆော့ရတဲ့အနေအထားတစ်ခုပေါ့ဘလို့ဖြစ်ဟိုလေရခိုင်ယူနိုက်တက်ကတော့ဒါညပြမတည်ငြိမ်မှုတွေရှားမှာဒါရှုံးနှင်းခဲ့ရပြီးတော့ဒါညပြတင်းတဲ့သူ AR United ကတော့ semi final အထိတက်နိုင်ခဲ့ပြီပေါ့ထပ်ပြီးတော့ ဟုတ်ကဲ့ပါဒါကတော့ Rock United နဲ့ AR United တင်းတဲ့ quarter final ရဲ့ပွဲစဉ်အကြောင်းပါအခုကျွန်တော်တို့နောက်ဆုံးပြပြဖို့ကြံနေတဲ့ quarter final ရဲ့ပွဲစဉ်ကတော့ရန်ကုန် United နဲ့ဟန်တာဝ United အတင်းတို့ရဲ့ quarter final ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကလည်းတော်တော်လေးအကျိတ်နဲ့ရှိပြီးတော့အကြည့်ကောင်းခဲ့တဲ့ပွဲပေါ့နော်ဒါချီချူးချင်တာတစ်ခုကတော့ဟန်တာ United အတင်းရဲ့ပထမပိုင်းကစားပုံမှာဒါနီးပြ ်ဦးမျိုးမင်းထွန်းရဲ့ဗျူဟာကတော့ပထမပိုင်းမှာရန်ကုန်အသင်းကိုတော်တော်လေးအခက်တွေ့အောင်လုပ်နိုင်ခဲ့တယ်လို့ပဲဆိုရမှာပေါ့နော်အဲဒါပေမဲ့ဒုတိယပိုင်းမှာတော့သူတို့အသင်းရဲ့အားထားရတဲ့အဓိကကစားသမားတွေဒဏ်ရရှိမှုနဲ့အတူဒါနောက်ရီရဲ့ကစားအားတော့တော်တော်လေးကျသွားခဲ့တယ်ရန်ကုန်ယူနိုက်တက်ရဲ့တိုက်စစ်ကိုတောက်လျှောက်သူတို့ခုခံကာကွယ်သွားရတယ်ဒါ ው လည်းချီးကျူးအောင်မှာဖြစ်ပြီးတော့ဒီပွဲကစားချိန်မိနစ်60ပြည့်တယ်နောက်အချိန်ပို နိုင်ဘက်ပေါ့နော်ဒါပထမ15မိနစ်ဒုတိယပိုင်း15မိနစ်ဒီမှာလဲဒါရန်ကုန်ယူနိုက်တက်အသင်းတွင်ကူရရှိအောင်မစွမ်းဆန်နိုင်ဘဲနဲ့ဒီပယ်နယ်တီထိရောက်သွားခဲ့ရပါတော့ဒါတော့ဟန်တာယူနိုက်တက်ကိုမဖြစ်မနေချီးကျူးပါမှာဖြစ်သလိုရန်ကုန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားတွေရဲ့ဒီကိုယ်သွင်းအဆုံးသက်ပိုင်းမတိကျမှုကလည်းပြည်သက်တွေတော်တော်လေးအားမလို့အားမရဖြစ်ခဲ့တာလည်းတွေ့ရပါတယ်ဒါအထူးသဖြင့်အစ်စ်ခေါ်ထားတဲ့နိုင်ငံသားကစားသမားတွေရဲ့စွမ်းဆောင်ရေးကိုတော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့ပြည်သက်တွေကတော်တော်လေးဘေးကွန်းထုတ်နေကြတာလည်းတွေ့ရတယ်ခင်ဗျ ဟုတ်ဂုံတန်းအနေထားမှာဒါဟန်တာရီယူနိုက်တက်ရဲ့ဒါနောက်တန်းနဲ့ကိုသမားပြဖြောင်းရဲ့အစွမ်းစာရည်လည်းအများကြီးပါတယ်လို့ပြောရမှာပေါ့နော်ဒီပွဲကလည်းဒါမိ190တိကစားပြီးရတော့မှโกเมชิตะเยဖြစ်နေတယ်ဆိုတော့ဒါပင်နတီနဲ့ပဲထပ်ပြီးတော့ဒါဂိုးတွေထပ်သွင်းကြရတယ်အဲ့ဒီအချိန်မှာရန်ကုန်ကကိုသမားဇင်ကြီးအားနေပြီးတော့အန်အားတင့်ပွဲလက်ဆက်နဲ့ဒါအတူ၃ဂိုးတဘိုးဆိုတဲ့အနေထားနဲ့ရန်ကုန်ကထပ်ပြီးတော့အနိုင်ရရှိခဲ့ရပါဘောဟုတ်ပါတယ် ပရင်ကန်သွင်းတဲ့အခါမှာတော့ရန်ကုန်ဘက်ကဇော်ဝင်းသိန်းနောက်ပြီးတော့အောင်မျိုးခန့်နဲ့မျိုးဆက်ပိုင်တို့ကဂိုးဝင်အောင်တွင်းနိုင်ခဲ့ကြတယ်ဒါဝိုင်းရင်တိုက်စစ်ကစားသမားကောင်းစီသူကတော့သူ့ရဲ့ကံချက်ကတော့ဒီအပေါ်ထောင်သွားတော့လွဲသွားတယ်ပေါ့နော်ဒီဟန်တာရီယူနိုက်တက်ဘက်ကတော့မမောင်ဆိုးတယောက်ပဲဂိုးဝင်အောင်ပယ်နတီကန်သွင်းနိုင်ခဲ့ပြီးတော့သူရဇော်မင်းထွေအိန်လင်းနဲ့ဝင်းမိုးကျော်တို့ရဲ့ပယ်နတီသွင်းဂိုးတွေကိုတော့ ါဇင်နီနီအောင်အစွမ်းပြပြီးတော့ကာကွယ်သွားတယ်ပေါ့နော်ဒီသူကိုယ်တိုင်ပုတ်ထုတ်တာနဲ့အမိဖမ်းတာနဲ့ဒီတချို့ပြိုင်မဲ့ကစားသမားရဲ့လွဲချော်မှုကြောင့်မဟုတ်ဘဲနဲ့ဇင်နီနီအောင်ရဲ့လက်စွမ်းနဲ့ကာကွယ်သွားတဲ့အနေအထားတစ်ခုကတော့ပြည်သက်တွေကြားမှာတော့ဇင်နီနီအောင်ဆိုပြီးတော့တော့လောလောဆယ်ဖြစ်နေပြီပေါ့နော် ဟုတ်ကဲ့ပါဒါ quarter final ပွဲစဉ်တွေကိုပြောပြီးသွားပြီဆိုတော့ semi final ပွဲစဉ်တွေပြောမယ်ပေါ့နော်ဟုတ်ကဲ့ပါဇွန်လ23ရက်နေ့ညနေ3:30အချိန်မှာတော့ရန်နာဘုံအတင်းနဲ့ရန်ကုန် United အတင်းတို့ဟာသူ့ဝနာကွေးမှာရှင်ပြန်ကစားသွားမှာပဲဖြစ်ပါရဲ့ရှင်ဒီပွဲစဉ်လေးကိုတော့ MRD4 နဲ့ပြုံး Play Sport YouTube Channel ကနေပြီးတော့ direct channel တက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါရဲ့ညလာမဲ့ဂျွန်လာ24ရက်နေ့ညနေ3:30အချိန်မှာတော့ရှမ်းယူနိုက်တက်အသင်းနဲ့ AR United အသင်းတို့ရှင်ပြန်ကစားမဲ့ စီမီဖိုင်နယ်ကိုတော့တူနာကွင်းမှာရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ MRD4 ရုပ်တံလိုင်းနဲ့ပျုံးပလီစပို YouTube Channel တို့ကနေဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားဖို့ရှိနေရပဲဖြစ်ပါတယ်။အဲဒီစီမီဖိုင်နယ်ပွဲစဉ်တွေနဲ့ပတ်သက်တဲ့ interview စကားဝိုင်းတွေဆွေးနွေးသုံးသပ်မှုအစီအစဉ်တွေကိုလည်းကျွန်တော်တို့ကနောက်တစ်ပိုင်းမှာဝေဝေဆဆာနဲ့တင်ဆက်ပေးသွားဖို့ရှိတယ်ဆိုတဲ့အကြောင်းလဲအခုတွေကဒါပြည်သက်တွေကိုကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ထားခြင်းပါတယ်ခင်ဗျ။ကဲပါ